မလေးရှားရောက်ရွှေမြမာတွေရဲ့တကြံကိုသွားရောက်ဖျော်ဖြေပေးခဲ့တဲ့အဆိုတော်ပူပူမင်္ဂလာပါပိတ်သက်ချင်းရင်နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်တဲ့ပူပူကတော့အခုလက်ရှိမလေးရှားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးမလေးရှားရောက်မြန်မာတွေရဲ့တကြံပွဲတော်မှာပါဝင်သီဆိုဖျော်ဖြေပေးခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့မြန်မာနိုင်ငံမှာတော့တကြံပွဲကိုရိုးရတကြံပွဲအနေနဲ့သာခလေးတွေနဲ့တချို့သောသူတွေကရေကစားကြတာတွေရှိပေမယ့်နိုင်ငံအနှံပြားကျင်းပတာမျိုးတွေတော့မရှိခဲ့တာလည်းဖြစ်ပါတယ် နိုင်ငံရဲ့ချားမှာရောက်ရှိနေကြတဲ့ရွှေမြမာတွေကတော့အခုလိုတကြံကာလာရောက်ရှိလာတဲ့အချိန်မှာသူတို့ရောက်နေတဲ့နေရာတွေမှာမြမရိုရာတကြံပွဲတော်ကိုကျင်းပပြုလုပ်လေးရှိတာလည်းဖြစ်ပါတယ်ဒီနှစ်မှာတော့အဆိုတော်ပူပူကမြန်မာနိုင်ငံမှာရှိမနေပေမလေးရှားနိုင်ငံကိုရောက်ရှိနေခဲ့တာဖြစ်ပြီးမလေးရှားရောက်မြန်မာတွေအတွက်တချင်းတွေနဲ့ပါဝင်တီဆိုဖျော်ဖြေပေးခဲ့တာလည်းဖြစ်ပါတယ်။မလေးရှားရောက်ရှင်မြန်မာတွေကဦးစီးကျင်းပပြုလုပ်တဲ့ မြမယိုရာတချံပွဲတော်မှာတော့မြမယိုရာမုံတွေကိုရောင်းချတာတွေရှိသလိုအစိုးရပူပိုကလည်းတွားရောက်ဖြောပြပေးခဲ့ပြီးငလင်ပေးအတွက်အလူခံပေးခဲ့တာလည်းဖြစ်ပါတယ်။အစိုးပါပွဲကနေရရှိခဲ့သမျှအလူငွေတွေအားလုံးကိုမြမနိုင်ငံကငလင်ပေးတဲ့ဒေသတွေကိုလှူဒန်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ Thank you. အဲ့ဒီအမျိုးရပါလေ။မိခိုးတွေမိခိုးတွေဘယ်မှာမလဲလဲ။တက်တယ်။ Okay. ဘာရီမစ်သဘောနဲ့ဆက်ချက်ချင်ပါလေ။ဘယ်လိုဘေးတွေတော့ပါလားကိုဒီနားလေးခိုင်တယ်။ Okay, but we miss